ပြည်ဦးလင်မြို့နယ်ပရိသတ်မြို့တက်ကတိရိယရဏဈေးတကြီးကဆိုင်ကန်းရောင်းချရာမှာမူလရောင်းချနေသူတွေကိုဥစားပေးရောင်းချခြင်းမရှိတဲ့အတွက်မကြေမနက်ဖြစ်နေကြပါတယ်ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်ပြင်းလူမြို့နယ်ရက်ခွက်ကြီးတစ်ဆက်ကပရိသာပြည့်တိတီးရနာဈေးတိဆိုင်ငန်းတွေကအပြင်ကအတွင်ကစေပေပက်လေဆိုင်ငန်းတွေနဲ့စေပေကိုဘေဆိုင်ငန်းတွေကိုရှောက်လာတဲ့တုံးရောင်းချတဲ့အတွက်မူလဈေးရောက်နေသူတွေကမကျေနပ်ဖြစ်ကြတာပါဈေးသားကိုသူတို့ဥစားမပေးဘဲနဲ့စေပေကပြင်းလူတွေနဲ့ဥစားပေးနေပါ ပြင်ကလူကြတော့ကိုယ်ပင်ဆယ်ပြည်လဲလျှောက်ခွင့်ရှိတယ်ယူပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ဈေးသူဈေးသားအားလုံးကတော့6ပိတ်ပတ်နေပဲပေးတဲ့အခါကျတော့အခုလက်ရှိကဈေးသူဈေးသားအားလုံး120ပဲတွင်းတာကျွန်တော်တို့ကြံရှိနေတဲ့ဈေးသူဈေးသားတွေကမတွင်းတဲ့အခါကျတော့အပြင်ကလူပဲတွင်းနေဆိုရင်ကျွန်တော်တို့ဈေးသူဈေးသားအဆင်မပြေနိုင်ဘူးရောင်းတဲ့အချိန်ကျတော့လည်းအပြင်ကလူပဲရောင်းတာဆိုတာသူတို့ကဆိုင်ခန်းဝယ်ပြီးတော့မှဈေးရောင်းမဲ့လူမဟုတ်ဘူးပြီးရင်တော့ဆံပြားဈေးဟောင်းတော့ကပြင်မဆိုင်က220နဲ့ မြန်ကျဆိုင်ငံ182ခန်းတရှိခဲ့ပြီးအဲ့ဒီတွေကပြမဆိုင်ငံသမားတွေကိုပထမဦးစားပေးအနေနဲ့6ပြည်ပက်လေဆိုင်ငံတွေကိုသာရောက်ချပေးတာပါသူကကျမတို့ဆိုင်ရန်ပတ်လည်ကို6ပြပတ်လည်ပဲပြင်မယ်လို့ပြောခဲ့ပါစီရင်သားရာဒါနဲ့6ပြပတ်လည်မှာဆိုကျမတို့မှာအခက်ခဲကြုံရပါတယ်။ဘာလို့အခက်အလဲကျင်းတယ်ပေါ့နော်။ဒီလောက်တိုင်းစားတော့လည်းကျင်းတဲ့အတွက်ကျမတို့မှာစိတ်မပြေနိုင်ပါဘူး။ ခင်ဗျားတို့သူတို့ကကျမတို့ကတော့ဈေးတစ်ကိုဈေးကိုကြီးချောင်းလာခဲ့တယ်ကျမတို့ကတော့6ပြည့်ပတ်လည်ပဲပြိမယ်လို့သူကပြောတယ်။နောက်ဒီကြမ်းကြရင်းပြင်ကိုရောင်းချမယ်ဆိုတဲ့ခါကျတော့ကျမတို့ဥသာပေးလို့ပြောခဲ့ပြီးတော့သူတို့ကဒီပြည့်ကိုကျတော့သူတို့ကကိုဗစ်70ကိုအခန်းကြီးကိုရောင်းလို့ပြောတယ်။အဲကျမတို့အတွက်မှလည်းခက်ခဲဖြစ်တယ်။ပြင်းလင်းမြင့်နဲ့စီပင်တာယာရဲ့ကော်မတီကဆက်ပြပက်လက်ဆိုင်ငယ်တခန်းကိုကြက်သိန်း80 ဆယ်ပေ9ပေဆိုင်ငန်းတခန်းကို145သိန်းနဲ့6ပေပက်လဲဆိုင်ငန်းကိုတော့75သိန်းနဲ့ရောင်းချနေရပါဝယ်ယူတဲ့အခါမှာပထမရင်50ရာခိုင်နှုန်းကိုဘဏ်နဲ့ပေးသွင်းရမှာဖြစ်ပြီးတစ်လကို10ရာခိုင်နှုန်းနဲ့နောက်ထပ်5လကိုလည်းဘဏ်မှာပေးရှိရမယ်လို့ပြောပါတယ်ပြည်ဦးလင်မြို့နယ်စီမင်းတရားရေးကော်မတီကို DVP အနေနဲ့တာယာဆက်တယ်မင်းမြန်ခဲ့ပြီးမဲ့သူတို့ထုတ်ဝေထားတဲ့ပန်းမြို့တော်ဂျာနယ်ကိုသာကိုးကားဖို့ပြောဆိုခဲ့ပါတယ် ပဲမြို့တော်ကြားထဲမှာတော့လက်ရှိတီးရနာယာယီသေးမှာရောက်ချနေသူတွေကချောက်ပြပက်လဲဆိုင်ငယ်တခန်းစီရောက်ချပေးမှာဖြစ်ကြောင်းနဲ့ရန်ကြသေး182ဆိုင်အတွက်တော့ဖော်ပြမထားပါဘူးကျမခင်မင်းဆိုပါရှင်